ဒုတိယပိုင်းအရောက်မှာအထချန်ခဲ့တဲ့တရေပွဲအားလုံးပဲမင်္ဂလာပါဖူဘောဝါချန်နယ်မှာဝင်ကြပါမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့တော်တန်ဟော့စပါတင်တို့ရဲ့ပွဲစဉ်ကတော့2-2တရေနဲ့ပြီးဆုံးသွားခဲ့ပြီပေါ့နော်အဲ့တော့အဲ့ဒီပွဲပြီးအမြင်လေးတချို့ကျွန်တော်တို့ပြောလိုက်ရအောင်ပထမဆုံးအနေနဲ့ပွဲရဘလို့သွားလဲဆိုရင် United က1-0 si အမ်ဘူမိုးရဲ့ကောင်းတိုက်ကိုနဲ့ဥဆောင်နေစပါတင်ကကျွန်တော်တို့ဒါလူစားလဲမှုတွေပြုလုပ်ပြီးတဲ့နောက်မှာမက်ဒီထဲကတကူ Richard Lee စင်ကတကူပေါ့နော်အဲ့တော့ဒီ2-2 2-1နဲ့ပြန်ဥဆောင်နေပြီးတော့မန်ချက်စတာယူနိုက်တက်ကပြီးကန်နီးမှာတောင်းကန်ဘောကနေမာတီယက်ဒီလီကကောင်းတိုက်ပြီးတော့ ွင်းပေးသွားတယ်ဗောနော်အဲ့တော့တူးတူးဖြစ်သွားပါတယ်အဲ့တော့ဒီပွဲကမှန်တမ်းပြောရင်ဘော့ထရက်လူချင်းနေပါ ड़ी ကျွန်တော်တို့ဒါပြောမယ်ဆိုရင်လေ United အနေနဲ့ပြောင်းလဲတချို့တော့လှုပ်လာတယ်အာမတ်ဒီယာလို attacking midfielder နေရာပို့တာတို့ဘာတို့ကျွန်တော်တို့မြင်လာရတယ်ဗောနော်ဒါထိုဂူရဲ့ full back မှာတော့ကျွန်တော်တို့မဇူဝါရီကစားသမားတွေထည့်လာတယ်စပါဘက်မှာလည်းကိုလိုမွာနီ Richarlison တို့တိုက်စစ်မှု၂ယောက်ကိုထည့်လာပြီးတော့စပါအနေနဲ့ကွင်းလယ်ပိုင်းမှာပေါ်လင်ဟာနဲ့စားပုံစံမျိုးပွဲထွက်လာခဲ့တာဖြစ်ပါတယ်ဘန်နာကာတို့ဘာတို့အရန်ဒီထားမှာပဲရှိခဲ့တာဗောနော်နောက်တန်းမှာဆိုရင်တော့ကျွန်တော်တို့ဒါ span နဲ့ပထုပို့လို့ဒီလိုပုံစံမျိုး ပဲပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီပွဲကအမှန်တိုင်းပြောရင်အရင်ကြီးတော့ဟိုဖြောပြင်းမှုပေးခဲ့တဲ့ပွဲမျိုးတော့မဟုတ်ဘူးဗျဒီပွဲရဲ့ stat တွေကိုကျွန်တော်တို့သွားကြည့်မယ်ဆိုရင် United ရဲ့အတင်ကတပွဲလုံးပေါင်းမှ shot တွင်တက်က2ချိန်ပဲရှိခဲ့တယ်အဲ့ဒီ2ချိန်လုံးကနေ2ဂိုးရခဲ့တာဖြစ်ပါတယ် total shot က5ချိန်ပေါ့အဲ့တော့ Spurs အတင်ကဒီပွဲမှာ shot တွင်တက်က4ချိန်ရှိခဲ့တယ် total shot က10ချိန်အဲ့ဒီအနေထားမှာ Spurs က2ချိန်ကိုဒါ Sunny Liman လက်စွမ်းပြပြီးပုတ်သွားတာပေါ့နော်အာနောက်ထပ်2ချိန်ကတော့ဂိုးဖြစ်သွားတယ်ဗျအဲ့တော့ဟိုထိဟို ဘယ်လိုပြောမလဲ short rental ကတည်းကတော်တော်လေးထိရောက်တဲ့ချင်းချောက်မှုတွေဖြစ်ခဲ့တယ်။နှစ်သိန်းလုံးကပထမပိုင်းမှာဆိုရင် တော်တော်လေး struggle ဖြစ်တယ်ကစားပုံရဘယ်တင်းအမအာကောင်းလိုက်တာဆိုတော့ moment မျိုးဖန်တီးပြီးသွားနိုင်ခြင်းတော့မရှိဘူးပြစပါဆိုရင်ပထမပိုင်းမှာ short target ချိန်မှမရှိဘူးဒါ United က short target ချိန်ပဲရှိတယ်အဲ့ဒီချိန်အာမတ်ဒီယာလို့ဖန်တီးပေးတာကို Brian Ambumo ကတော့ United အတွက်ပေါ့နော်ဒါအကောင်းဆုံးခြေစွမ်းပြနေနေဒီချိန်မှာလဲ goal ထပ်ပြီးတော့ twin ယူပေးသွားခဲ့တယ်ဗျပွဲကနှစ်သင်းလုံးကဘောလုံးအပြည့်များတယ် expected goal မှာအရန်နှိမ့်တဲ့ပုံစံမျိုးတွေကျွန်တော်တို့မြင်ခဲ့ရတာဖြစ်ပါတယ်အားရကြမကောင်းတဲ့ပထမပိုင်းကိုမြင်ခဲ့ရတယ်အဲ့တော့ပွဲရဲ့အချိန်ကအမှန် န်တော့ဒုတိယပိုင်းမှာစတာဒီနေရာမှာကျွန်တော်ပြောချင်တာကဒီတောမတ်ဖရန့်ရဲ့လူစားလဲမှုပေါ့နော်တောမတ်ဖရန့်ရဲ့လူစားလဲမှုလေးတော်တော်လေးလှတယ်ကိုလိုမူဝါနီကိုထုတ်ပြီးတော့သူအိုဒိုဘက်ကိုထည့်လိုက်တာအဲ့ဒီကျွန်တော်တို့ကအာမက်ဒီယာလို့ဘက်ချန်ပေါ့နော်ပထမမဇူဝါရီမထွက်ခင်အဲ့ဒီဘက်ချန်ကတော်တော်လေးစပါတင်ဒုက္ခပေးသွားတယ်မဇူဝါရီထွက်သွားတဲ့အချိန်မှာပူတော်ဆိုးသွားသေးတယ်ပေါ့နော်မဇူဝါရီထွက်ပြီးတော့အာမက်ဒီယာလို့အဲ့ဘက်ချန်ကိုရောက်သွားတဲ့အချိန်မှာစပါတင်ကအိုဒိုဘက်ရဲ့ပြီးတော့ကျွန်တော်တို့ကနောက်ကထပ်ဝင်လာတဲ့ဒီဥဒိုကီရဲ့ပေါ့နော်ဒီလူကသားသမားတွေရ ဲလုံးဝတိုက်စစ်ပိုင်ဆွမ်းဆောင်ပြီးတဲ့အတူမန်ချက်တာယူနိုက်တက်အဲ့ဘက်ချန်ကိုဇက်တိုက်ကြီးချိန်ချောက်သွားတာတွင်ကိုနှကိုလုံးကလည်းအဲ့ဒီဘက်ချန်ကပဲလာတယ်လုံးဝကျွန်တော်တို့ကပထမလုံးဝဆိုမက်တီတဲတစ်ချက်ထိမ့်ပြီးတော့ကန်လိုက်တာပေါ့နော်ဒီလင်းနဲ့ထိပြီးတော့တောင်ထဲကိုဝင်သွားတယ်ဒုတိယလုံးကလည်းအဲ့ဘက်ချန်ကပဲကျွန်တော်တို့ကတောင်ကန်ဘောဖြစ်သွားပြီးတော့ပြန်လာတာပေါ့နော်အဲ့တောင်ကန်ဘောကနေကျွန်တော်တို့ကထန်တီးပေးလိုက်တဲ့အလုံးကိုပြန်ထွက်လာတယ်အဲ့ဒီအိုဒူဘက်ပဲကန်တာပဲအဲ့ဒါကိုရီချာလီစန်ရှန်တိန်လေးနဲ့ခေါင်းတိုက်သွားတာအပွဲကဒီတိုင်းပြီးသွားပြီထင်ခဲ့ပြီမယ်အပွဲပြီးကန်ဒီမှာမာတီးရဲ့ဒီလေးကတောင်ကန်ဘောကနေခေါင်းတိုက်ပြီးတော့ချီပါကိုလွှင့်ပေးသွားတော့တူတူ ူဖြစ်သွားတယ် နှစ်သင်းလုံးအတွက် Titan နဲ့တရီပွဲလို့ပဲပြောရမယ်။ဒါဒုတိယပိုင်းခြေစွမ်းအရဆိုရင်တော့ Spurs နိုင်တဲ့နေ့ထဲမှာပါတယ်။ Manchester United က one shot one goal ဖြစ်ခဲ့လို့ဒါတော်တော်လေးဒါတက်တာရရသွားတယ်လို့ပြောရမယ်။ United အတွက်တော့ဟိုစိုးရင်စရာကောင်းတာဗျာ။တော်တော်လေးကျွန်တော်တို့ဒါဒုတိယပိုင်းရောက်ရင်ကစားပုံကြီးကပြဲရွယ်သွားတာကြီးကတော့မြင်လို့ကမကောင်းဘူးနော်။အဲ့ဒါတော်တော်လေးဆိုးတယ်။ဒုတိယပိုင်းအစမှာဆိုရင် Spurs တင်အခွင့်အရေးတွေဇက်တိုက်ရတာဒါတော့ Sandy Liman ကောင်းလို့ဗျာ။မကောင်းရင် United ကဒီပွဲမှာအဲ့ဒီအချိန်ကြီးကပြန်ပြီးတော့ဥဆောင်ခံနေရပြီပေါ့နော်။အဲဒီမဲ့ န်နီလီမန်လက်ဆွမ်းပြတာလေးလည်းပါတော့ United အတင်းတတတာရတယ်ဒုတိယပိုင်းအရောက်မှာခွန်းလေလေချရတယ်ကစားသမားတွေအကုန်လုံးညီပါချရတယ် United ရဲ့တိုက်စစ်ကအာတေဝါတဲ့လူတော်ပြောလို့ရတယ်ဗျာဝင်လာတဲ့ Benjamin Shechko အခွင့်အရေးကောင်းတချို့ရတယ်ဒါပေမဲ့ဟို Shechko တို့ကတော့ကျွန်တော်တို့ဒါလိုအပ်ချက်တွေရှိနေသေးရဲ့လို့ပဲပြောရမှာဗျာတကယ်တမ်းကျတော့တော်တော်လေးကျွန်တော်တို့ဒါဘယ်လိုပြောမလဲဟိုစိတ်ပူပူတော့ကောင်းနေဗျာ Shechko တို့အခွင့်အရေးကတိတ်မရဘူးဆိုပေမဲ့ပေါ့နော်ဒါပေမဲ့ရတဲ့အခွင့်အရေးကိုလည်းသူအနေနဲ့အကောင်းဆုံးသုံးမချနိုင်ခဲ့တဲ့ moment တွေမြင်ခဲ့ရတယ် maybe ဒီဘွဲမှာသူနှစ်ချိန်လောက်ရတယ်လို့ကျွန်တော်ထင်တယ် ယ်ကိုးပြစ်နိုင်တဲ့လုံနဲ့ချိန်လောက်ရတာသူမရခဲ့ဘူးပေါ့နော်အဲ့ဒီအချိန်လေးတော့ကျွန်တော်တို့ရှိခဲ့တာဖြစ်ပါတယ်အာတစ်ဖက်ကကျွန်တော်တို့ဒါစပါတင်အတွက်တော့လူစားလဲမှုတွေကတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ပြောရမယ်ဒါရူဘန်အာမိုရင်လည်းလုံးတင်သလောက်တော့လုံးတာပဲဒါပေမဲ့စပါရဲ့လူစားလဲမှုတော်တော်များများကဒီပွဲမှာ အာအလုတ်ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဗျာပြောမယ်ဆိုရင်စပါကိုလိုမူဝါနီကိုထုတ်ပြီးအိုရိုဘက်ကိုစထည့်တယ်ပြီးရင်ကျွန်တော်တို့ကဘတ်ထူပိုလိုခြေစွမ်းပြောင်းနေတယ် cross ball တွေလုံးဝဟိုမှားရွံ့နေတဲ့အချိန်မှာဥရူဂီကိုထည့်လိုက်တယ်ဥရူဂီက cross ball အမြင်ဘောတွေမလာဘဲနဲ့အနေဘိုင်းနဲ့ပေါ့နော်ကျွန်တော်တို့ကလုံးဝထွက်ဖက်ပြီးတော့ကစားသွားတာတော်တော်လေးကောင်းတယ်ပြီးတော့နောက်ပိုင်းမှာကွင်းလယ်ပိုင်းကျလာတဲ့အချိန်မှာမက်တီတဲနဲ့ဘန်တာကာတို့လူကစားသမားတွေကိုကွင်းထဲကိုထည့်တယ်ဇာဘီစီမွေးရဲ့နေရာမှာမက်တီတဲကစားတယ်ပေါ့ဗျာအဲ့ဒီပုံစံမျိုးနဲ့တော်တော်လေးကျွန်တော်တို့ကစပါတင်းအနေနဲ့အချိန်ကြီးကောင်းနေပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်နောက် ဆုံးမှာတော့မက်ဒီတဲချီပါကိုသွင်းတယ်ဟိုရီချာလီစင်ကဥဆောင်ကိုသွင်းပြီးတော့နှစ်ကိုလုံးပါဗျာကျွန်တော်တို့ဒါဒီဥဒူဂီရိုဥဒူဘတ်တို့ပေါ့နော်ဒီဘက်ချမ်းရပဲလာခဲ့တာဖြစ်ပါတယ်ဒါဒီလေးရဲ့ကျွန်တော်တို့ဒါနောက်ကြကုန်တဲ့လူ United ကတရီတမတ်ရခဲ့တယ်ကစားပုံအကြတော့နှစ်သင်းလုံးအားရကြံမရှိခဲ့တဲ့ပွဲပါစပါးဒူလေးရဲ့ဝိုင်းခြေသွန်းကောင်းနေဆိုပေမဲ့တကယ်တကယ်ရလက်ပိုင်းမှာတော့စပါးဟာလည်းဒါအနိုင်မရခဲ့တာဖြစ်တဲ့အတွက်နင့်နာခဲ့တယ်လို့ပဲပြောရမယ်နှစ်သင်းလုံးရဲ့ခြေသွန်း မကောင်းခဲ့ပဲနဲ့ဒီပွဲချီးတဲ့သူတွေအတွက်ပေါ့နော်တွင်းကိုးတွေတော့မြင်ခဲ့ရတယ်။ဒါပေမဲ့ဟိုပွဲတွင်းမှာဘောလုံးဆုံးတာတော်တော်လေးများနေပြီးတော့ဒါ United အတွက်လည်းအားရကြံမကောင်းတဲ့တည်ရီပွဲစပါအတွက်လည်းကျွန်တော်တို့ဒါအရင်အားရကြံမကောင်းတဲ့တည်ရီပွဲလို့ပဲပြောရမှာ။ဘာဖြစ်ဖြစ် United အနေနဲ့မရှုံးခဲ့တာကိုပဲကျေးဇူးတင်ရမယ်။စပါအနေနဲ့လည်းဒါသူတို့ကွင်းမှာ United ကိုဒုက္ခပေးနေကြပုံစံအတိုင်းပေါ့နော်။ထပ်ပြီးတော့နောက်ဆုံးတွေ့ဆုံမှုတွေမှာမရှုံးအောင်ထပ်ကစားသွားနိုင်တာဖြစ်ပါတယ်။ကျွန်တော်တို့တော့ဒီပွဲကထိုက်တန်တဲ့တည်ရီပွဲပါ။ဘရာသာတို့ကဒီပွဲပေါ်ဘယ်လိုမြင်ကြလဲ။ United အနေနဲ့နောက်ဆုံးဒါ Benjamin Shaw ကို ထွက်သွားတဲ့အချိန်မှာဆယ်ယောက်ထဲနဲ့ကစားခဲ့ရပြီးတော့ခြေပါကိုရှာသွားနိုင်နေရတယ်ရောခြေပါကိုရှာသွားနိုင်တာတော့တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်အဲ့တော့ brother တို့ရဲ့မြင်လေးကိုလည်း comment မှာရေးခဲ့ကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလို video တွေမှာပြန်တွေ့ပါမယ် good luck ပါ